3421ကစားရရင်မှန်ပြီမယ်ခရစ်စတယ်ပဲလေးကတော့ဒါလမ်းကြောင်းမှန်တစ်ခုကိုရောက်နေပြီမနစ်တကယ်ရတယ်နီးပြားနဲ့အသားကျပြီးသားအောင်မင်းမှုတချို့လည်းရထားတယ်ပြီးတော့သူတို့မှာဒီ3421စစ်တန်ထဲမှာအံဝင်ဝင်ကြကစားနိုင်မဲ့ကစားသမားစုဖွဲ့မှုမျိုးပိုင်ဆိုင်ထားနာမည်ရတော့ United ကိုမှီကျင်းပါမယ်ဒါမှမဟုတ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ရပြောမယ်ဆိုရင်ခရစ်စတယ်ပဲလေးကပို့ပြီးတော့အသားတကျရှိနေတယ် United ကတော့တိဆောက်ဆဲကာလမှာရလက်တွေကောင်းလာလိုက်ပြန်ကျသွားလိုက်ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါပဲ။ ဘိတ်သက်တွေကဘလုံးနဲ့အကားသားနီးတွေကိုရင်ခုန်ကျင်တဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ One Expert ကိုဒေါင်းလုပ်ရယူပြီး promo code One Soka House နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ။ Cyber Game နဲ့အခြားအကားသားနီးတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေ စူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။စောကောပိသက်များအားလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်ပွဲကြိုသုံးသပ်ချက်အစီအစဉ်မှာတော့တနင်္ဂနွေအစောဆုံးပွဲစဉ်ဖြစ်တဲ့ Crystal Belly နဲ့ United ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူ Owen ကသုံးသပ်ပြီးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါညီလေးမင်္ဂလာပါကိုကဲဒီတစ်ပတ် Sunday ရဲ့အစောဆုံးပွဲကတော့ဒါပြည်သူ့ချစ်တော် United Crystal Palace နဲ့ကစားရမယ်အဲ့တော့လောလောဆယ်မှာတော့ Crystal Palace က အမပေးစရာမှာအဆင့်9မှာရောက်နေတယ်အသင်းကြီးတွေဂျားထဲမှာခရစ်ဆယ်ဘဲလီကရောက်နေတယ်ရောက်တဲ့နဲ့ခြေစွမ်းလို့လည်းပြောလို့ရတယ်ဒီဂျားထဲမှာကစားတဲ့ strawbo နဲ့ဒီ conference မတိုင်ခင်ဒီသူပြိုင်ပွဲဆိုနောက်ဆုံး9ပွဲဆက်တင်တယ်မရှုံးခဲ့တဲ့အနေထားနေဒီ strawbo ကိုတော့သူတို့ရှုံးပွဲကြုံထားတယ် united ကတော့တောက်လျှောက်ပုံစံကောင်းပြပြီးတော့ပြီးခဲ့တဲ့ october လမှာ3ပွဲဆက်အနိုင်နဲ့ဒါနီးပြအမိုရင်ကအကောင်းဆုံးနီးပြဆုရတယ်ဒါအမ်ဘူမိုကအကောင်းဆုံး player ဆုဒါပူးတွဲရပြီးတော့ဒီဘက် november ထဲမှာတပွဲမှမနိုင်တော့ဘူး ဒါ forest ကိုတည်ကြတယ် spa ကိုတည်ကြတယ် everton နဲ့ရှုံမွဲကတော်တော်ကြီးကိုစူစူဝါဝါအခြေအနေကိုပြန်ရောက်သွားစေတယ်ဆိုတော့အဲ့တော့လက်ရှိဒီနှစ်သင်းရဲ့အခြေအနေတွေပေါ်မှာညီလေးရဲ့အမြင်လေးစပြီးတော့ပြောပြပါဦးဟုတ်ကဲ့ပါဒီ crystal valley နဲ့ manchester united နဲ့ဒီတမိုင်းကြောင်းတွေပြန်ကြည့်လိုက်ရင်တော့ manchester united ကတော့နိုင်ခဲ့ရအောင်များပါတယ်ဒါပေမဲ့ဒီဘက်နှစ်တည်းမှာနောက်ဆုံး300ကြီးအတွင်းမှာတော့ manchester united က crystal valley နဲ့တွေ့ရဲ့ဟိုကတွေ့ရတဲ့အချိန်တိုင်းမှာအမြင်လို့ရုံးကန်ရုံးကန်လေးရှိအဲ့တော့ဒီဟိုမှတ်တမ်းတွေကပြန်ကြည့်လိုက်မယ်ဆိုရင်ဒါ ခရစ်စတဘဲလီအိမ်ကွင်းနောက်ဆုံးလေးပွဲဆက်မှာမန်ချက်စတာလေးကမနိုင်ဘူး။နောက်ပြီးတွင်းကုန်းတော့မရဘူး။အဲ့ဒီအဲ့ဒီမှတ်တမ်းကြီးကတော့တော်တော်ချင်းနေဆိုးတယ်ပေါ့လေ။အဲ့တော့အခုလက်ရှိမှာဒါခရစ်စတဘဲလီကဒီပရီးမီးယားလိမှာတော်တော်လေးခြေစွမ်းတော်တော်လေးကောင်းနေတယ်။အခုအဆင့်အခုပြောသလိုပဲအဆင့်ကားမှလည်းရက်တည်နေတယ်။နောက်ဆုံးအိမ်ကွင်း12ပွဲဆက်လဲဒါခရစ်စတဘဲလီကလုံးဝမရှုံးထားဘူးလေ။မရှုံးထားဘူးဆိုတော့ပုံပြီးစိတ်ဝင်စားတော့ ကောင်းတာကဒီဒီပွဲမှာဒါမန်စတာမန်ချက်စတာယူနိုက်တက်ကဒီ၅ပွဲဆက်ဒါပရီးမီးယားလိမှာဟိုမရှုံးထားတဲ့အနေထားအနေဖိအားကင်းတဲ့အနေထားနေဒါပြီးခဲ့တဲ့အပတ်မှာဒါအေဗာတန်ကိုတယောက်ယော့အေဗာတန်ကိုပွဲစားရေကပေးလိုက်ရတဲ့ဂိုးနဲ့ဟိုသူကမိနစ်တော်တော်များများမှာပြန်ပြီးမချိပနိုင်ခဲ့ဘူးလေအဲ့ဒီရှုံးပွဲကြီးကတော်တော်ကြီးကိုအမော်ရိုအနေနဲ့သူ့ရဲ့ momentum ကိုဖျက်ဆီးလိုက်တယ်လို့ပဲလို့ကျွန်တော်ခံစားရတယ်အဲ့တော့ဟိုအခုချိန်မှာဒါမန်စတာယူနိုက်တက်ကနိုင်ပွဲကအပူတပြင်းလိုအပ်နေပြီအဲ့တော့ဖိအားလည်းများနေပြီအဲ့တော့အခုလာမဲ့အခု ဒီ super sunny မှာတွေ့မိအတင်းကလည်း crystal bay လေးဖြစ်နေတယ်အဲ့တော့ crystal bay လေးကလည်းဟိုကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါ amorin ရောဒါ oliver ဟို glassner ရဲ့အတင်းအောင်နှစ်တင်းလုံးကဒါ three back ကစားတဲ့အတင်းလေးကစားခွက်ကစားပုံတူတယ်ဗောနကစားပုံတူတဲ့အတင်းလေးဆိုတော့ဟိုဘယ်လိုပြောမလဲ ဟိုအမော်ရီနေကဟိုရင်ဆိုင်ရပို့ပြီးတော့ခက်ခက်သွားတာဗောလေအထူးသဖြင့်ဒီခရစ်စတဘဲလီရဲ့အတင်းကဒီအမော်ရီရဲ့သတိပတ်သက်ပို့ပြီးတော့ကစားတာဟိုဆီစနစ်ကြရတယ်နောက်ပြီးတော့ profile man နဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဆိုတော့ဒီဘွဲကအမော်ရီတို့ပို့ပြီးခက်ခဲအောင်မပွဲလို့တော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါ United နဲ့ပဲစပြီးတော့ဒီ preview လေးကိုစပြီးတော့ပြောကြည့်အောင်ပါညီလေးပြောသလိုပဲ3421ကစားရရင်မှန်ပြီမယ်ခရစ်စတယ်ပဲလေးကတော့ဒါလမ်းကြောင်းမှန်တစ်ခုကိုရောက်နေပြီမနစ်တကယ်ရတယ်ဒီပြားနဲ့အသားကြပြီးသားအောင်မင်းမှုတချို့လည်းရထားတယ်ပြီးတော့သူတို့မှဒီ 3421ချစ်စတန်ထဲမှာအဝင်ဝင်ကြကစားနိုင်မဲ့ကစားသမားစုဖွဲ့မျိုးကိုပိုင်ဆိုင်ထားနာမည်ရတော့ယူနိုက်တက်ကိုမှီခြင်းမှမင်းဒါပေမဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ရပြောမယ်ဆိုရင်ခရစ်စတယ်ဘယ်လီကပို့ပြီးတော့အသားတကျရှိနေတယ်ယူနိုက်တက်ကတော့တိဆောက်ဆဲကာလာမှာရလက်တွေကောင်းလာလိုက်ပြန်ကြသွားလိုက်ပြန်ဆိုးသွားလိုက်ပါတော့ရလက်တွေကမငြိမ်ဘူးဆိုတော့အဲ့တော့ဒီနေ့ဒါယူနိုက်တက်နဲ့ပတ်သက်ပြီးတော့ညီလေးအမြင်ပေါ့ကိုကိုတို့သတိထားမိတာတော့ညာချမ်းမှာအန်ဘူမိုနဲ့ဒီအာမတ်ဒီယယ်လိုအတွဲလိုက်ဒီ တွဲသုံးရင်အတင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပိုကောင်းတယ်ရလက်တွေလည်းပိုပြီးတော့ကောင်းတယ်လို့ခံစားရတယ်သူတို့နှစ်ယောက်ကိုအတွဲကိုဖြတ်ပြီးတော့အာမတ်ဒီယယ်လိုဒါ inside forward ဘယ်ချမ်းမှာသုံးတယ်အမ်ဘူမိုညာချမ်းမှာသုံးပြီးတခြားအပြောင်းလဲလို့တဲ့တာနဲ့အတင်းရဲ့စွမ်းဆောင်ရည်ပိုင်းလည်းကြာသွားသလိုရလက်ဒီလည်းရင်းရိုင်လာတဲ့တွေ့ရတယ်ဆိုတော့ဒီပိုင်းနဲ့ပဲပဲပြီးတော့လက်ရှိအမိုရင်ရဲ့အတင်းပေါ်မှာညီလေးရဲ့အမြင်လေးပေါ့ဒီဘက်မှာဘလို့ပွဲထွက်ပြီးတော့ရင်ဆိုင်လာမလဲသူတို့မှာဒဏ်ရာပဒနာလေးတွေလည်းရှိရယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြောပြပါဦးဟုတ်ကဲ့ပါအရေးကြီးတာတော့ Manchester United ရဲ့တိုက်စစ်ပိုင်းပေါ့လေတိုက်စစ်ပိုင်းမှာဒီပွဲမှာတော့ မာဒီရဲ့ကူညာပြန်ပါလာပြန်ပါလာဖို့များတယ်အဲ့တော့ဒီတိုက်စစ်မှာမာဒီရဲ့ကူညာမပါလို့တော့မရဘူးသူပါမဟိုဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီဟိုဟာ MMO တို့ဒီမစ်ဆမောက်ပါလေမစ်ဆမောက်ပေါ့ဒီကစားသမားတွေအလုအလုကောင်းကောင်းလုပ်လို့ရမှာအဲ့တော့ဟိုအမော်ရယ်အနေနဲ့ဒါရှေ့ပွဲတွေကလို့နည်းနည်းလေးကြောက်ပြီးတော့ဒီခန်းစစ်ကိုနည်းနည်းလေးအာယုံဆိုင်ချင်လို့ဥမာဟိုဟာမာစတာဗီလိုကစားသမားမျိုးတွေဒီဒါလော့လိုကစားသမားမျိုးတွေကိုဒါဝင်းဘက်နေရာမှာတုံးလာမယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့အရင်တုန်းကအားကောင်းနေတဲ့ဒီ ဟိုအာမက်နဲ့အမ်မူမူအတွက်ကိုဖျက်လိုက်တော့တိုက်စစ်ကအရင်တော့ကလို့အဲ့ဟိုပြီးခဲ့တဲ့ပွဲတွေကလို့ပဲအားနဲ့နေဦးမှာပဲအဲ့တော့ဟိုတကယ်လို့သာဒါအာမက်နဲ့အမ်မူမူတွဲကိုညာဘက်မှာဆက်ပြီးတုံးလိုက်မယ်ဆိုရင်တိုက်စစ်ကတော့ပိုအားကောင်းလာမယ်ဒါပေမဲ့ခန်းစစ်ပိုင်းမှာလည်းလည်းပြဿနာရှိနေပဲဘာလို့ဆိုအဲ့ပဲအချမ်းမှာကဒန်နီယယ်မူနော့ဆော့ဟာကစားနေရပါလေအဲ့တော့ဒန်နီယယ်မူနော့ဆိုတာလည်းလက်ရှိမှာဒါပရီးမီးယားလိအကောင်းဆုံးမွေးပတ်ထဲမှာပါတယ်ဆိုတော့ဒီကစားသမားကိုဒါဟိုဘယ်လိုပြောမလဲဒီတားဆီးဖို့ခုခံဖို့ဆိုရင်တော့ ီဟိုအမွန်နေနဲ့ဒီအမက်ဒီယာလို့ဒီ app app ဆိုင်မှာဒါတုံးလိုက်မယ်ဆိုတော့ဒီအမက်ဒီယာလို့ရှစ်တက်ရမယ်ဒီသူ့ရဲ့နောက်ကလွတ်သွားတဲ့ space တွေကိုတော်ဟိုဘယ်လိုပြောမလဲအကောင်းဆုံးဖာထိနိုင်လို့လူလည်းပေါ့လေအဲ့အတွက်ဟိုအမွန်နေနဲ့ဘယ်လိုပြင်ဆင်လာမလဲဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်တကယ်တော့ဒီပွဲမှာဒါဟိုအမွန်နေနဲ့ဘယ်လို game မော်ရယ်မျိုးကိုရွေးလာမလဲဆိုတာပိုကြီးအရေးကြီးတာပေါ့လေဘာလို့လဲဆိုတော့ဒီတေချာတာတော့သူ Crystal Palace ရဲ့ကစားဟန်ကိုဒါဟိုဟာဒီအမော်ရီရဲ့ယူနိုက်တက်ရဲ့ကွင်းလေးကဘလူးနီးနဲ့မှမရှင်နိုင်ဘူး။ဘာလို့ဆိုတော့ဟို ဘယ်လိုပြောမလဲဟိုခရစ်စတယ်ဘေးလီရဲ့ဒီဝင်းဘက်တီနဲ့ဒီဝင်းလေကစားပါတယ်ဝင်းလေအထိုင်နှစ်ယောက်နဲ့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ဒီဝင်းဘက်တီနဲ့ကွန်းလေအထိုင်နှစ်ယောက်နဲ့ဟိုဟိုဘလိုချင်နေနေမှာပဲရှင်းရှင်းမန်ချက်စတာယူနိုက်တက်ကရှင်းနိုင်မှုအရန်ခက်ခဲတယ်အဲ့တည်းအော်အဓိကတော့အမွန်နေနဲ့ဟိုဘလိုမျိုး game plan ကိုရွှေ့လာမလဲပြောပြီးတော့ဟိုစိတ်ဝင်စားဖို့ကောင်းတာပေါ့လေအဓိကတော့ကျွန်တော်ကတော့ဒီ Crystal Palace ကိုဘလုံးပေးကင်ပြီးတော့ဒီ Manchester United ရဲ့ဒီ win back တွေနဲ့ဒီ white city တွေရဲ့ဒီ ကြားထဲကစပိတ်တွေကိုအကောင်းဆုံးဟိုချုပ်နိုင်လို့ရှိရင်နောက်ပြီးတော့ကွင်းလည်းဟိုအသင်းရဲ့ဒါကွင်းလည်းနဲ့ခန်းဆက်ကြားထဲမှာနေရာလွတ်တွေအကောင်းဆုံးဟိုဖာထိနိုင်မယ်ဆိုရင်တော့ဒါခေတ်ဆက်ပဲလေးနည်းနည်းလေးရုံးကန်မယ်လို့တော့ကျွန်တော်မြင်တယ်ဗျဟုတ်ကဲ့ပါအဲ့တော့ United အတွက်နည်းနည်းပုံပြီးတတိထားရမယ့်ချက်ကဒီယာဒီအဝေးကွင်းစွမ်းဆောင်ရည်လဲတော်တော်လေးရုံးကန်နေရပါဘောအဝေးကွင်းမှာဒီယာဒီမှာဆိုရင်တပွဲပဲနိုင်ထားတယ်သုံးပွဲတည်းနှစ်ပွဲရှိတယ်နိုင်တဲ့ပွဲကတော့ Anfield မှာ Liverpool ကိုတတ်နိုင်တာဆိုအဝေးကွင်းနေမှာဆိုရင်ဒါ United က ရလက်တွေရင်းရိုက်နေတာအခုမှမဟုတ်မနှစ်တဲကအဲ့လိုပုံစံမျိုးပြန်ဒီအချက်ကိုလည်းပြင်ဖို့လိုတယ်ပြီးတော့နှစ်သိန်းကြားမှလည်းတိဆောက်ပုံချင်းတိတ်မကွာဘူးဆိုပေမဲ့အသင်းရဲ့ဒီစားသမားတွေရဲ့စွမ်းဆောင်ရင်းကကွာဟနေဆိုအဲ့တော့ Crystal Palace နဲ့ပတ်သက်ပြီးတော့လည်းညီလေးအမေပေါ့ Crystal Palace ကတော်တော်လေးအသာကျပြီးသားအသင်းအဲသူ့မှာလည်းဟိုပေါ့နော်ဘယ်လိုခေါ်မလဲ United နဲ့ရှင်ဖို့အတွက်အားလုံးကပြည့်စုံနေတယ်ဖီအားလည်းကင်းနေအဓိကတော့ Crystal Palace ဖီအားကင်းကင်းနဲ့ရင်ဆိုင်လာမဲ့အနေထား United အတွက်ပို့ပြီးတော့သတိထားမှတွေ့နေအဲ့ပုံမှာ Crystal Palace နဲ့ပတ်သက်ပြီးညီလေးအမေလေးပြောပြပေါ့ အဓိကတော့ Crystal Bailey ရဲ့အာသာတာဒေါက်တာ Winbet တင်တဲ့ဒီကွင်းလယ်ကစားသမားတယောက်ရဲ့ဒါလဝါနုံအလုတ်လုတ်ပုံသူတို့ရဲ့ ဒီကစားသမားတွေရဲ့ဒါဟန်ချက်ညင်မှုနောက်ပြီးတော့ဒီကစားသမားတွေရဲ့ discipline ပိုင်းအဲအဲ့ဒါတွေကဒါ Manchester United တဲ့ဟိုမဲ့ဟာ Manchester United ရဲ့ဒါ win back တွေဒါကွင်းလေနှစ်ယောက်ဖြစ်တဲ့ဒါ Casemiro Bruno တို့တဲ့ပို့ပြီးအားသာတဲ့အချက်တွေပဲဒီအားသာချက်ကိုဟိုအကောင်းဆုံးအသုံးချပြီးတော့ Crystal Palace ရတော့ Manchester United ရဲ့လက်ရှိမှာဒါ cancel အားနေနေတဲ့အချက်တွေကိုဒါဟို Matita တို့ဒါ Sar တို့နဲ့ထိုးနှက်သွားအောင်မယ်လို့တော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါ Crystal Palace ကညီလေးပြောသလိုပဲဒီကစားကွက်နဲ့တော်တော်လေးကိုအံ့ဝင်ပြီးတော့ ူ့ကိုကြည့်ရတာပရီးမီးယားလိမှာဒီလို3ဘက်အထိုင်နဲ့ကစားတဲ့အထဲမှာတော်တော်ကိုကြည့်ရတာအရသာရှိရပါတော့။လှုပ်အားနှုံကောင်းတယ်။ကစားသမားတွေရဲ့ discipline ကောင်းတယ်။စွမ်းဆောင်ရည်ကောင်းတယ်။နီးပြနဲ့အသားတကျရှိတဲ့အသင်တစ်သင်းဖြစ်နေတယ်။ခန်းစစ်လည်းတိုးတက်လာတာတွေကနောက်ဆုံးပြိုင်ပွဲဆို6ပွဲမှဆိုရင်ကိုမပေးရတဲ့ပွဲက4ပွဲလောက်ရှိတယ်။ဒီရာသီမှာလည်းညီလေးပြောသလိုပဲဒီရာသီအင်ကွင်းလုံးဝရှုံးပွဲမရှိတာကိုအင်ကွင်း6ပွဲမှာ2ပွဲနိုင်တယ်၊4ပွဲတည်ကြတယ်။မနစ်ကတည်းကထည့်ပေါင်းမယ်ဆိုရင်နောက်ဆုံးအင်ကွင်း12ပွဲဆက်တိုက်လည်းမရှုံးတာဘူး။တော်တော်လေးကိုအားရစရာကောင်းတဲ့ပုံစံမျိုးမြင်ရတယ်။ ဲ့ထက်ပို့ပြီးတော့အားရစရာကောင်းတာထိတိုက်တွေ့ဆုံမှုတွေမှာပါသွားပြီး United ကိုအသာရပြီးနောက်ဆုံး၃၄ချိန်ဆက်တိုက်နော်နှစ်နှစ်ပေါ့၄ချိန်ဆိုတာ၂00ဒီဆက်တိုက်မရှုံးထားဘူးဆိုတဲ့အချက်ကအဲ့တော့ဒီအသင်းမှာဒီပွဲမှာညီလေးရဲ့အမြင်ပေါ့နှစ်သင်းကြားမှာအာသာချက်အားနဲ့ချက်ဒီပွဲပေါ်မှာနှစ်သင်းလုံးချင့်ကပ်လာမဲ့ပွဲကိုပြင်ဆင်လာမဲ့ပုံစံနဲ့ပတ်သက်ပြီးလည်းပြောပြပါအောင်ဟုတ်ကဲ့ပါ Crystal Palace ကတော့အင်္ဂွင်းလည်းဖြစ်တယ်လက်ရှိ Manchester ဟိုအမော်ရင်ရဲ့ Manchester United တစ်ထက်လည်းဒါကစားပုံအရာဒါစွမ်းဆောင်အရာပို့ပြီးတော့အားကောင်းတဲ့အသင်းလည်း ဖြစ်တာကြောင့်ဒါ Crystal Palace ကသူတို့ဒီရင်ဆိုင်နေကြပုံစံအတိုင်းပဲကစားလာအောင်လို့ကျွန်တော်ယူဆမိရဲ့အထူးသဖြင့်ပြောချင်တာ Master United ပေါ့ Master United ကဒါကိုကဒီအသင်းငယ်လေးနဲ့တွေ့ရမယ်ကိုကဟိုကိုကနည်းနည်းလေးစီးမိုးပြီးကစားရမယ်ကစားခွင့်စတင်ရမယ်အသင်းဟိုဘယ်လိုပြောမလဲဒီ Dominate လုပ်ပြီးကစားရမယ်ဒီပွဲစဉ်တွေမှာဆိုအမြဲလူလူရုန်းကန်တယ်ကျွန်တော်ပြီးခဲ့တဲ့ Everton ကိုဒါရှုံးတဲ့ပွဲစဉ်မှာဆိုရင်ဒါသူ့ရဲ့အသင်းရဲ့ဒီ Bigger Fate မှာတော်တော်လေးရုန်းကန်နေတာတွေ့ရတယ်ပေါ့လေအထူးသဖြင့်ဒါဟိုဒီ white cb နှစ်ယောက်နဲ့ဒါကစားကွက်စတင်ရမယ့်အချိန်ဒီမှာဒါဘလူနီးနဲ့မဟိုဟိုကကွင်းလဲရရောဒါဝင်းဘက်တရရောဒီဟိုပေးရမယ့်ပုံကပစံလေးနေမရှိဘူးပေါ့လေအဲ့ဒါကဟိုဘင်ဂျမင်ရှက်စကိုပါလို့ရှင်တရားဒီလိုမျိုးတွေကဒါဂိုးသမားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဒီခန်းစက်ကနေလောင်းမောတက်နေလဲပဲရှင်ဒါစကန်ဘောကောက်လို့ရအနေထားမျိုးရှိတယ်အဲ့တော့ဒါပြီးခဲ့တဲ့ပွဲမှာလည်းဒီလိုမျိုးတွေလုံးဝကျွန်တော်တို့ကဒီဘလူပြောမလဲတရားအသားနဲ့ဖြစ်နေတာမှအဲ့လိုအချိန်ကြီးလုံးဝမတွေ့ရဘူးဟိုတော်တော်ကြီးကိုအားနေတယ်ပေါ့လေအဲ့တော့ဒီပွဲမှာဒါ Crystal Palace ကိုဟိုမန်ချက်စတာ United အနေနဲ့ဒါ Crystal Palace ကလည်းတည်ကြပါလေဒါ hybrid ဟိုက high pressure ကစားတဲ့အသင်းဖြစ်ဖို့မယ်သူကဒါ mid block ကောင်းကောင်းကြီးကစားတဲ့အသင်းဖြစ်နေရဆိုတော့ဒီ Manchester United အနေနဲ့ဒါ from the back ကနေသာကစားခွင့်စတင်မယ်အစားဟို direct play တွေနဲ့ဒါဟိုဟိုတိုက်စစ်ကိုတိုက်ရိုက်ပေါ့လေဒါရိုက်တင်ပြီးတော့ဒါကစားတာအကောင်းဆုံးဖြစ်နိုင်မယ်လို့တော့ကျွန်တော်ကျွန်တော်ကတော့ယူဆချင်တယ်ပေါ့ဒီအနေထားမျိုးမှာဒါတိုက်စစ်မှာဒါဟိုမာတီးရဲ့ကုညာလို့လို့ကစားမမျိုးတွေပါဖို့တော့အရင်အရေးကြီးတယ်ဒါမှလည်းဒါမှသီးရဲ့ကုညာဒါဒီမဟိုဘာလဲ Crystal Palace ရဲ့ဒါခံစင်းနဲ့ကွင်းလဲကြားထဲမှာဒါသူတို့ကိုကင်ပြီးတော့ဘိုင်းနေတာအမ်ဘူမိုးဖြစ်ဖြစ်ဒါဟို ဒီဟိုဒီဘက်ကဒီဘယ်ချမ်းကဒါမေစမောက်ပါလို့ရှင်ဒီကစားသမားတွေတွေ့တာနေရာလူတွေရလာမယ်လို့တော့ကျွန်တော်ယူဆတယ်ဗောလေအဓိကတော့ MRN နဲ့ဒီဘက်မှာဟိုသူ့ရဲ့ဒီ game plan ကောင်းမှုလဲလို့လို့ဟိုဟိုဘယ်လိုပြောမလဲဒီ crystal ball လို့ဒါလက်တွေ့ကြရတဲ့ဒါနီလန်နဲ့ချီကပ်နိုင်မှုတော့လိုမယ်လို့တော့ကျွန်တော်ထင်တယ်ဗျ။ဟုတ်ကဲ့ပါ။နောက်ထပ် United ကို6လက်နေတာလန်ဒန်မှာရလက်တီမကောင်းဘူးနော်။လန်ဒန်မှာသွားကစားတဲ့ပွဲတွေမှာဆို United ကပိုပြီးရုန်းကန်ရတယ်။လန်ဒန်မှာအခုတိထားသလားဆိုနောက်ဆုံး26ပွဲမှာ3ပွဲလာပဲနိုင်။အဲ့နိုင်တဲ့3ပွဲမှာ ်ဖူဟန်တသိန်းနဲ့ပဲသူနိုင်ထားဆိုလန်ဒန်ရောက်ရင်ပို့ပြီးရုံးကြရတဲ့ခရစ်စတယ်ပဲလီနဲ့တွေ့ရင်လည်းရလက်တရာမကောင်းဆိုတော့ဒီအခြေအနေကိုအမိုရီနဲ့ဘယ်လိုပုံစံမျိုးဒီပွဲမှာတွန်းလှန်ပြမလဲတေချာတာကတော့အကိုတို့ပုံမှန်အခြေအနေရကြည့်မယ်ဆိုရင်ခရစ်စတယ်ပဲလီကပိုတီငိန်နဲ့ကစားပုံရသူတို့ရဲ့လက်ရှိကစားသမားတွေရဲ့စွမ်းဆောင်ရ3421တူတယ်ဆိုပေမဲ့တဆင့်နည်းနည်းလေးပို့ပြီးတော့မြင့်နေတယ်လို့လည်းအကိုတို့ယူဆလို့ရ United ကတော့တီဆောင်ရင်တီဆောင်ရင်နဲ့ ဒီမငြိမ်သေးဘူးပေါ့နော်သူကလှိုင်းလုံးနေလို့ပဲတက်လိုက်ကြလိုက်ဒီမြင်နေရဆိုဒီချင်းတွေကဘယ်လောက်ထိသူတို့ဘက်မှာရိုက်ခတ်မှုရှိမလဲအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီလေးရဲ့အမြင်နောက်ဆုံးအပိတ်လေးထပ်ပြီးတော့ပြောပြပါဦးဟုတ်ပါခရစ်စတာဘေးလေးကတော့ကျွန်တော်ရှိမှပြောခဲ့လို့ပဲပေါ့လေဒါဟို MRN ရဲ့အသင်းထက်တော့သူ့အသင်းက ဟိုဘယ်လိုပြောပို့ပြီးစနစ်ကြရတယ်နောက်ပြီးတော့ကစားသမားတွေက profile မမှန်တဲ့ဒါဟိုရှိနေတယ်လေအထူးသဖြင့်ကတော့ဒီ win bet တွေအလုံးလုံးမှုတော်တော်ကောင်းသလိုဒါကွင်းလေကဒါ double bet အတွက်ဖြစ်တဲ့ဒီအတန်ဝါတန်တဲ့ဟိုကာမာရာတို့ရဲ့ဒီခံစစ်ကိုကူညီနိုင်မှုတွေတိုက်စစ်ကိုလိုက်ပါပံ့ပိုးနိုင်မှုတွေကဒါ Manchester United တွေအများကြီးတားတယ်အဲ့အတွက် Manchester United ကဒီလိုအနေထားမျိုးတွေမှာဒါ Crystal Palace ရဲ့ဒါ win bet တွေကိုအကောင်းဆုံးခုခံကာကွယ်ဖို့ဆိုရင်ဒါဒီကျွန်တော်တို့ရဲ့ဒီ Manchester United ရဲ့ဒါ win bet တွေကိုဟိုဘယ်လိုပြောလဲတိုက်စစ်ကိုအလုံးချင်းအလုံးချုံမလိုက်ခိုင်းမဲနဲ့ဒါ white CB နဲ့ဒါနင်းနင်းကက်ကက်ရှိပြီးတော့ခုခံမယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေ ို့အဲ့လိုအနေထားနေတာ Crystal Palace ဘောလုံးဆုံးရှုံးမယ်သူတို့ရှင်ဒါ transition play တွေနဲ့ဒါ Crystal Palace ရဲ့ဒီ win back တွေရဲ့နောက်ကလွတ်သွားတဲ့ space တွေကိုအကောင်းဆုံးထိုးနဲ့တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ Manchester United အနေနဲ့ဒါရလက်ကောင်းလာနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အထူးသဖြင့်ဒါ Amorin ရဲ့ဒီဒီဘွဲမှာ game plan မှန်ကန်မှုတော့အထူးလိုအပ်ပါတယ်မှန်ပါတယ် Amorin အတွက်တခုခုလုတ်ပြဖို့လိုနေပါတော့ဒီရှေ့မှာတော့ Marin ကသူ့ဘောမှာတိတ်ဟိုမယုံကြတဲ့ပြိသက်တွေရှိနေချိန်မှာတခုခုလုတ်ပြခဲ့ပြီးတော့အရှိမ၃ဘွဲဆက်နိုင်တဲ့ကာလမှာဆိုအဲတုန်းကလည်း United ကအရင်ကြီး form ကောင်းနေတဲ့အနေထားမဟုတ်ဘူး အဆင်စင်အသင်းကောင်းတွေဆနလန်လီဗာပူးဒါ Brighton တို့လိုအသင်းမျိုးတွေနိုင်ပြီးတော့ဒီနောက်ပိုင်းမှာနည်းနည်းလေးကြာရိတ်တန်းလာတယ်တေချာလာတော့ Everton နဲ့ပွဲကအခြေအနေကိုပြန်ပြီးတော့ Vance Back ပြန်လုပ်ပြဖို့လို့ဆိုတော့ဒီဘက်မှာဘယ်လိုရလက်ထွက်လာမလဲဆိုတာကလာမယ့် Sunday မှာအတူတူဒီဘက်ကိုစောင့်ကြည့်ကြအောင်ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့လာမယ့် Sunday မှာအစောဆုံးရှင်မြိုင်တော့မဲ့ Crystal Palace နဲ့ Manchester ပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာ